အနေအဆုံးလုခလာစာတတ်မှတ်နိုင်ရေးနဲ့ကလေးလုတ်သားရောင်းရေးအတွက်စစ်တမ်းကောက်ရင်လုပ်ငန်းစဉ်ကိုလာမယ့်ဇန်နဝါရီတရနေ့မှာစတင်လုပ်ဆောင်တော့မယ်လို့လို့သမလောက်ကိုင်းနဲ့လူမှုဖိုလုံရေးဝန်ကြီးဌာနကတာဝန်ရှိသူတို့ကပြောဆိုလိုက်ပါတယ်။ဥမျက်သူရကသတင်းပေးပို့ထားတာပါ။ ပါနိုင်ငံအလို့သမားတွေအတွက်အနေဆုံးလောက်ခလဆာတက်မှတ်နိုင်ရင်လည်းကလေးလုံသားရုံးရဲ့အတွက်စစ်တမ်းကောက်ယူခြင်းကိုလာမယ့်ဇန်နဝါရီလတရက်နေ့ကစတင်ကောက်ခံသွားမယ်လို့နေပြည်တော်ရှိအလို့သမားအလို့ကိုင်တဲ့လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာဒီဇင်ဘာလ29ရက်နေ့ကပြုလုပ်တဲ့မြန်မာနိုင်ငံလုံသားအင်အားကလေးလုံသားနဲ့ကျောင်းမလုပ်ငန်းခွင်ဝင်ရောက်မှုအကူအပြောင်းဆန်းစစ်ခြင်းစစ်တမ်းကောက်ယူမယ့်အကြောင်းအတည်ပြုတဲ့အခမ်းအနားမှာပြောကြားလိုက်တာပါလာမယ့်ဇန်နဝါရီလ29ရက်နေ့မှာစတင်ပြုလုပ်မယ်လို့အကောင့်ရဲ့ပေါ်သွားမှာဖြစ်ပါတယ် တော့နိုင်ငံတော်ဝန်လုံးမှာကျွန်တော်တို့ကြီးရခေါ်တဲ့ကောက်ွက်အေရိယာတွေပေါ့ကောက်ွက်အေရိယာဆိုတာကကျွန်တော်တို့ဒီကျွန်တော်တို့အာဒီလူမှုကြီးတဲ့ဒီမြန်မာပြည်တာနာမှာလာတဲ့ဟောင်းကောက်တော့ကောက်ွက်အေရိယာရှိပါတယ်ဒီအေရိယာတွေကကောက်ွက်အေရိယာ1500မှာကျွန်တော်တို့အိမ်တော်သူ့ခင်တာသူအားလုံး2000လောက်ဒီစင်းပေါက်ပါဖြစ်ပါတယ် ခြေကာလအပြည့်ဒီကျလာပိုင်းတည်းရတယ်ပဲသုံးလပိုင်းဟာနာဂတိကိုမှတ်တာတို့တော်တဲ့အချို့မျိုးနယ်တွေလည်းလည်းဒီအတန်းပွားတယ်ဒါဝင်ဆိုးချက်ချက်ရှိတယ်နောက်တစ်ခုကတော့ဒီဟိုရန်ဂျန်နဲ့ဒီလက်ကမှာအချို့ကြီးကတောင်းမိတဲ့အချိန်မှာမရှိရတော့ဘူးဒါတော့လည်းဖြစ်နေတာဖြစ်တယ်တော်ချွတ်မဲ့ဟိုမေးရတဲ့ကလေးကဒီနယ်နဲ့သူက ပြင်ရောက်တယ်ဆိုတော့ပြင်နိုင်တဲ့သူရှိတယ်ဆိုတော့ဒါကတော့ဘယ်ရောက်တော့ပြောပြမေးရအောင်ပါဆိုတော့အဲ့ဒီလိုတွေဖြစ်နိုင်တာရှိတယ်အဲ့ဒီပုံမှန်လို့ပြီးပြီးတော့မှအိဗန်နာထောက်ဖို့ဒါပြီးတဲ့ပုံမှန်တာတော့တရားမကြတာတော့ခါတာပဲပြီးရင်ဆင်းသွင်းလာဖို့အောက်ဟုတ်လားပြီးပါတော့လုပ်လေဆိုတော့ဒီကခါတာတော့သို့တော်လေဟောကရုဏာဘုဒ္ဓဘာမာလုပ်ပါဆိုပြီးတော့မပြီးဘူးတော့တော့ပါခြင်းညာတော့လုပ်ပါလို့ပြောတာ စစ်တမ်းကောက်ရမှာမေကွန်းအတွက်အခမ်းအမောင်း16ခန်းနဲ့မေကွန်းပေါင်း168ခုပါဝင်မှာဖြစ်တယ်လို့ ILO အပြည်ပြည်ဆိုင်ရာလို့တမအသက်မကအဖွဲ့ချုပ်မှတာဝန်ရှိသူတို့ကပြောပါတယ်။ခုလိုမျိုးစစ်တမ်းကောက်ယူမဲ့လုပ်ငန်းစဉ်တွေက ILO ကနေအမေရိကန်ဒေါ်လာ၄သိန်းသပေါင်းကိုလုပ်ငန်းအစဉ်အလိုက်ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်မြတ်သူရနေပြည်တော်ကသတင်းပေးပို့ထားတာပါ။